င်္ဂလာပါကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့မော်လမြိုင်မြို့အထွယ်ကျက်ခမီလမ်းမကြီးမှာရှိတဲ့ဟိန္ဒူဘာသာဝင်တို့ရဲ့အထွတ်မြတ်ထားရာစာရိမဟာသုဒ္ဓမုနိဘုရားကျောင်းတောင်ပေါ်ကိုတက်မှာဖြစ်ပါတယ်ခင်ဗျာ ခုဆိုရင်ကျွန်တော်တောင်ပေါ်ကိုဆက်တက်ပါပြီ တောင်တက်တဲ့လမ်းမှာမြောက်လေးတွေရှိရဲဗျာလမ်းတို့ဘက်မှာတော့မာဘင်းနဲ့ကြောက်ဆုံးတွေ့ရတယ်ဗျာနားမလဲမမောရမ်းမောတော်တော်မောရတယ်တော့ရှောက်တက်ကြီးပဲမမောရမ်းမော မပေါ်ဆုံးရောက်ပါတယ်တော်တော်လေးမောင်းနေမောင်းပြင်းတော့ပြန်နေတယ်တော့ချောက်တဲ့ကြီးပဲအခုဆိုရင်ကျွန်တော်တောင်ပေါ်ကိုရောက်ပါပြီတောင်ပေါ်မှာဆိုတော့ဟိန္ဒူဖျားအကြောင်းရှိပါတယ် ကျွန်တော်ပြီးလို့ရှိရင်ဟိုဝက်ချမ်းမှာရှိတယ်ဗမာကျောက်လုံးတိုင်ကိုတက်ပါမယ်ဒါကတော့ဗမာဗုဒ္ဓဘာသာတွေကိုအထွတ်မြတ်ထားတယ်ဇေဒီပထိုးတွေရှိတယ်ဗမာကျောက်လုံးတောင်မှာပြီးရင်အဲ့ဘက်ကိုဆက်သွားပါမယ်အခုကျွန်တော်တို့ရောက်ရှိနေတဲ့အချိန်နဲ့ဟိန္ဒူပြားကျောင်းဖွင့်တဲ့အချိန်ကတိုက်ဆိုင်နေပါလေဗျာပွဲလာလူတဲ့ညီကိုတွေနဲ့တွေ့ခဲ့လို့သူတို့ရဲ့အလှူဒါနပြုပုံတွေကိုတိတိကျကျရိုက်ခွင့်ရခဲ့ပါတယ်ဗျာ thank you ော်ရိုက်ခူးရအောင်ကုညီရဲ့ညီကိုတွေနဲ့လည်းဓာတ်ပုံတူရိုက်ခဲ့ပါသေးတယ်ညီကိုတို့အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တောင်မောဆီပြန်ထွက်မှာအရာစိတ်ဝင်စားဖို့ကောင်းတဲ့ကိုကြီးတကူကိုတွေ့လိုက်တယ်ခင်ဗျာကိုရှိမှရှိတဲ့ဟန်နုမန်ရုပ်ထုကြီးကအရာဆွတ်ဆောင်နေရဲ့ဗျာကျွန်တော်လည်းအဲ့ဒါနဲ့ကိုရဲကိုဝင်ကြည့်လိုက်တယ် ကယ်လို့တဘောကကြောက်လိုက်လို့ပဲတချို့နေရာမှာဆိုရင်မီးလေးတွေကမရှိဘူးကြ4မီလီနဲ့ဝင်ရတယ်အထက်မှာရေစက်လေးရတယ်တစက်တစက်ကျနေတယ်တဘောကရဲ့ထူးဆန်းတဲ့အရာသာကိုပြေဝဟုခံစားရတာဒီနေရာမှာဆိုရင်မီးကလုံးဝမရှိတော့ဘူး4မီလီနဲ့ပဲသွားရတာဗျာ အထက်ရောက်တော့ဂူကြီးကကျေသွားတယ်ဗျာအထက်မှာမာဘေးနဲ့ရုပ်ထုနဲ့မေတော်ရုပ်ထုတို့ကိုတွေ့ခဲ့ရတယ်အဲမှာရှိတဲ့စာလုပ်ကြီးကကျွန်တော်မိသားစုအတွက်ဆူတောင်းမိတယ်ဗျသူရဲ့ဘဝစကြောင်းတွေကိုလည်းပြောပြသေးတယ် ုဆိုရင်ကျွန်တော်တို့ဟာဗမာကျောက်တလုံးတောင်လို့ခေါ်တဲ့တမိုင်းဝင်နဂမောက်တောင်ကိုတက်ရောက်ဖူးမြော်ခဲ့ပါတယ်ခင်ဗျာတော်မတက်တဲ့လမ်းလျှောက်ကအရင်အေးချမ်းတယ်ဗျသူကြကြအနေနဲ့ကွေးတကောင်ကတောင်မော်လေးလိုက်လာကြသူတို့ကအဲ့လိုလိုက်နေကြတာတော့မသိဘူး တနေတဲ့တောင်တောင်တက်တော့အရန်ပင်မနေကြီးပြနှစ်တောင်လုံးကလည်းအတက်တေးကြီးပဲအခုဆိုရင်တောင်ပေါ်ရောက်ပါပြီတောင်ပေါ်ရောက်တဲ့အခါကျတော့ဘုရားရည်တရားရည်နဲ့မဟုတ်ပြီးသွားတာပါပဲ ုဆိုရင်ကျွန်တော်တောင်ပေါ်ကနေပြန်ဆင်းပါတော့မယ်။နောက်နေ့မှလည်းမော်လမြိုင်ကတောင်ပေါ်ဖျားတွေကိုဖူးမြော်တာကိုဆက်လက်ဆောင်လုပ်မယ်လို့ကြီးစုကြပါအောင်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။